မြန်မာနေဥခရိုနီကယ်ဇွန်လ20ရက်မြင်ကွင်တကဘာလုံးဒုက္ခသည်တွေနဲ့ကဘာဒုက္ခသည်များရဲ့အနာဂတ်တွေစီဇွန်လ20ရက်ဟာ War Refugee Day ဖြစ်ပါတယ်ဒီနေ့ဟာကဘာတဝမ်းရှိဒုက္ခသည်များရဲ့အခက်အခဲများနဲ့သူတို့ရဲ့ရုန်းကန်မှုတွေကိုကိုကျင်းစာနာအတိမတ်ပြုပြီးသူတို့အတွက်ထောက်ပံ့မှုနဲ့အကာအကွယ်ပေးရေးကိုဝိုင်းဝန်းကြဖို့အစိုးရတွေအဖွဲ့အစည်းတွေကိုတိုက်တွန်းကြဖို့ရည်ရွယ်တဲ့အထိမ်းအမှတ်ဖြစ်ပါတယ် UNHCR United Nations High Commissioner for Refugee ရဲ့ဦးဆောင်မှုနဲ့ ဒီနေ့မှာအခမ်းအနားတွေနှစ်စဉ်ကျင်းပပြီးဒုက္ခသည်တွေရဲ့အခွင့်အရေးနဲ့ဘဝမျှော်လင့်ချက်တွေကိုအာရုံစိုက်ဖို့ကမ္ဘာနိုင်ငံများကိုတိုက်တွန်းတဲ့နေ့ဖြစ်သဘောထားပါတယ်။မြန်မာပြည်ကိုယ်တိုင်ကလည်းပြည်တွင်းစစ်ရဲ့အလေတက်တဲ့မှာရောက်ရှိနေပါတယ်။မြန်မာပြည်သူတွေလူဦးရေတန်း90ခန့်မှာလူတရာမှာလူရှိဦးကအိုးရင်စွန့်ခွာနေထိုင်ရသူပညာရက်ဆိုင်ရာစကလုံး ITP or refugee တွေအဖြစ်နေထိုင်ရပါတယ်။ပြည်ရင်းနေရက်စွန့်ခွာက3.5တန်းရှိပြီး ပြည်ပကိုထွက်ပြေးစွန့်ခွာရသူတွေက ရိုဟင်ဂျာတွေအပါအဝင်တသမ5တန်းနီးပါးရှိတယ်လို့ဆိုကြပါတယ်။မြန်မာပြည်ဒုက္ခသည်ဥယေကိုစည်င်းများနဲ့ပိုင်းခြားခြင်းအခုလို တွေ့ရပါတယ်။စကိုင်းတိုင်းမှာတသမ2လေးတန်းစုစုပေါင်းဤ35ရာခိုင်နှုန်းရခိုင်ပြည်နယ်မှာ၄သိန်း9400ဦးမကွေးကရင်ကချင်ကရင်နီနဲ့အခြားဒေသများမှာတခုချင်းစီအရ9000မှ2600ရှိတယ်လို့သတင်းများကနေဖော်ပြထားပါတယ် မြန်မာပြည်ပြည်ပမှာဒုက္ခသည်ဖြစ်နေထိုင်ကြသူတွေထဲမှာရခိုင်ပြည်ကနေထွက်ပြေးစွန့်ခွာရတဲ့ရိုဟင်ဂျာဥယေတိတသမနှစ်ခွန်တန်းလို့ဆိုပြီးအခြားပြည်ပစွန့်ခွာမြန်မာပြည်သားဥယေက၃သိန်းနီးပါးရှိတယ်လို့စီးရင်စရာများကခန့်မှန်းထားကြပါတယ်။နေဦးတော်လန်ရေးကနေအကြောင်းမျိုးမျိုးကြောင့်ပြည်ပကိုစွန့်ခွာလာရတဲ့ဒုက္ခသည်ဥယေဖြင့်စီးပွားရေးစစ်ဘေးအထွေထွေအခက်အခဲတွေကြောင့်စစ်ကောင်စီ အတမစစ်မှုထမ်းဥပဒေကြောင့်ပြည်ပကိုအလုံးလုံးကင်ဖို့ထောက်ခွာလာကြသူတွေ တင်းဆောင်ကြသူတွေကတော့တိန်ကနန်တီးကြရှိအောင်မယ်လို့လဲဆိုကြတာဖက်ရှူရပါတယ်။တကဘာလုံးအတိုင်းတာနဲ့တွက်ချက်ကြည့်ရင်ဒီလိုတွေ့ရပါတယ်။2025ခုနှစ်ဒီကဘာတဝက်မှာ122တန်းကျော်ခန့်ဟာစစ်ပွဲအကြမ်းဖက်မှုနှိပ်စက်ညှဉ်းပန်းမှုနဲ့တဘာဝဘေးအန္တရာယ်ကြောင့်အိုးအိမ်ဆုံးခွာပြီးပြောင်းရွှေ့နေရဆဲဖြစ်ပါတယ်။ထို့အနက်42.8တန်းခန့်မှာပြည်ပနိုင်ငံများစီကိုထွက်ခွာသွားကြပြီး 83.5တန်ခတ်မှာမိမိနိုင်ငံအတွင်းမှာပဲလှည့်လည်ခိုးလုံနေရတယ်လို့ဆိုပါရယ်အဲ့ဒီထဲမှာဆူဒန်မြန်မာယူကရိန်းစသောနိုင်ငံများတွင်ဖြစ်ပွားသောပဋိပက္ခများကြောင့်ဒုက္ခသည်ဥယျာဉ်တွေတိုးလာပါရယ်2025ခုနှစ်ထဲမှာတော့အစ္စရေးထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ဂါဇာနဲ့အီရန်မှာပါနေရာစွန့်ခွာရသူဥယျာဉ်တွေအများကြီးတိုးလာပါရယ်ဂါဇာမှာလူဦးရေနှစ်သန်းအိုးအိမ်များအလုံးစုံရှုံးခဲ့ကြရပါရယ် ဒီရက်တစ်ပတ်အတွင်းအစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်မြို့တော်တီဟီရန်မှာလူဦးရေတသိန်းကနေအိမ်ကနေစွန့်ခွာထွက်ပြေးနေကြပြီလို့သိရပါဗျ။နောက်လဲစစ်ရှိန်မရရင်ဒုက္ခသည်ဥယျာဉ်တွေတိုးတထက်တိုးလာအောင်မှာပါပဲ။အမေရိကန်အစိုးရကတမရထန်တက်လာပြီးနောက်ပိုင်းဒုက္ခသည်ကူညီပေါ်လစီပြောင်းသွားပါတယ်။မြန်မာပြည်နဲ့အခြားနိုင်ငံအသီးသီးကနေလာရောက်ခုံလုံဖို့ခွင့်ပြုထားတဲ့ဒုက္ခသည်တွေကိုပိတ်ပင်ပြီးအစီအစဉ်တွေကိုရပ်ဆိုင်ထားလိုက်ပါတယ်။အမေရိကန်တွင်ရောက်နေတဲ့ဒုက္ခသည်တွေ ယာယီခေလွန်ခွင့်ရထားသူတွေခေလွန်ခွင့်လျှောက်ထားသူတွေကိုလည်းစာနာထောက်ထားတဲ့သဘောထားထက်ဝင်တော့ဝင်ပို့လို့ရှုမြင်ပြီးတင်းတင်းမာမာဆက်ဆံလာပါတယ်ကဘာပေါ်မှာပြည်ပက ပြောင်းရွှေ့လူဦးရေအများအပြားကိုကြိုးဆိုလက်ခံလေးရှိတဲ့သဘောထားကနေစင်ကာရက်ဆက်တဲ့ policy ကိုကျင့်သုံးတဲ့ American ဟာကမ္ဘာနိုင်ငံအသီးသီးမှာလူသားစာနာထောက်ကူမှုအကာအကွယ်ပေးမှုတွေဆောင်ရွက်နေတဲ့ American ကုညီကယ်ဆယ်ရေး ကျန်းမာရေးပညာရေးလုပ်ငန်းတွေကိုပါတခါတည်းပိတ်သိမ်းလိုက်တာမို့ကမ္ဘာနိုင်ငံတဝန်းကဒုက္ခတွေတွေနေရဲစွန့်ခွာတွေအတွက်အားကိုးရတဲ့စားရေးရိတ်ခါကျန်းမာရေးပညာရေးလူမှုရေးအစီအစဉ်တွေပါပြိုလဲသွားမဲ့အခြေအနေကိုရင်ဆိုင်နေရချိန်လဲဖြစ်ပါတယ်။ဒါကလက်ရှိရေတိုးမြင့်ကွင်းဖြစ်ပါတယ်။ဒီနေရာမှာထောက်ပြကြင်နာတစ်ခုကတော့အခုအချမ်းသာဆုံး